ကျန်းစက်သားမင်းကြီးရဲ့ခြေရာဆက်ဆက်ထင်ကျန်နေသောမြေချေမျိုးဟောင်းမြမသမိုင်းမွေနှစ်တွေကိုပြောကြပြီးဆိုရင်တော့ပကံလိုမျိုးဟောင်းကြီးတွေရဲ့အရေးကနေပေါ်ထွက်လာတဲ့ဒေတာတွေကြောင့်ခြံထားခဲ့လို့မရပါဘူးရှင်တချို့မျိုးရီယာဆိုရင်တော့မြေနေရာကြီးတစ်ခုထပ်ပို့ပြီးမြမဖုံးကန်ကြီးမားတဲ့ပုံကိုယ်ရည်ရဲ့အရှိန်အဝါနဲ့အငွေသက်တွေဆွဲချန်လို့နေပါရည် ။ဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့ပကံပခုတ်ကူနဲ့သုံးပွင့်ဆိုင်နေထားမှရှိတဲ့ပြင်ကျန်းဆက်သားပါဝင်မင်းတုံးမားရဲ့ခြေရာဆက်ဆက်တွေထင်ကျန်နေတဲ့မြစ်ချိန်မြို့ကျောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။မြေချေမျိုးကိုမူလကမြေချေရွာလို့ခေါ်ခဲ့ကြပြီးအီယာရီမြေရဲ့အချိန်မှတရှိခဲ့တဲ့အတွက်နာမည်တွင်ခဲ့တာပါဒီဒေတာမှာတော့ပကံပယံ၃မရဲ့ကောင်းမှုတော်စီရီတွေရှိလို့နေပါတယ်တန်ကြီတောင်ပေါ်မှာအနှွေထားမင်းကြီးရဲ့ဆွေတော်စီရီ မြစ်ချေမြို့မှာစောလူမင်းရဲ့ရွှေစောလူဖျားနဲ့အရှိကလားကျောင်းရွာမှာကျန်ဆက်သားမင်းရဲ့တတ်တော်ရဖျားရိဟာနှစ်ပေါင်းများစွာကလေးကစတင်ခဲ့တဲ့တမိုင်းတွေကိုပြသလို့နေတာပါပဲ။ဒါအပြင်မြစ်ချေအနောက်ဘက်ကတိန်တော်ရွာမှာဆိုရင်တော့ကြာစွာမင်းကြီးရဲ့တမီးတော်တန်ပြေမင်းသမီးတည်ထားခဲ့တဲ့ရွှေကူကြီးဖျားနဲ့ညီမလေးဘော်ဖျားရိလည်းရှိလို့နေပါတယ်။ အင်ဝါဘီရင်မင်းကြီးစွာစောကဲလက်ထက်မှာတော့မြစ်ချေမျိုးမှာစကားကြောင်းခုနှစ်ကြောင်းတည်းကတကြောင်းကိုစောက်လို့လူရန်ခဲ့တာဟာဆိုရင်တော့မြစ်ချေရဲ့သမိုင်းဆန်လာရီကိုထင်ရှားစေပါတယ်ဒီထဲမှာထင်ရှားဆုံးဟာဆိုရင်တော့အလောင်းစိတ်သွင်းမင်းကြီးတိုင်ခန့်လေလေစဉ်ဖောင်တော်စိုက်ခဲ့တယ်လို့ယူဆရတဲ့ညောင်လာကျေးရွာကဇေဒီနဲ့ဆိုပါဖောင်ထိတ်နေရာမှာတည်ခဲ့တဲ့ဖောင်တော်ဦးဇေဒီနဲ့ဖောင်ချီခဲ့တဲ့နေရာမှာတည်ခဲ့တဲ့ဖောင်ချီတိုင်းဇေဒီတရာဆိုရင်ဒီကနေ့တိုင်းအရှိန်အောင်တန်းလျက်တည်ရှိနေသေးပါတယ် ဒီစေရီရဲ့လိုင်ကူတွေမှာညောင်ရမ်းခဲနှောင်းပိုင်းလက်ရနယံစေးရီပစီတွေကိုနယံပြည့်တွေ့ရပါတယ်။ဖောင်တော်ဦးစေရီလိုင်တွဲမှာဖျားရှင်ရဲ့အဂတာဘကနှစ်ပါးတကြားမင်းနဲ့မြမကြီးတို့ပူဇော်နေရန်ပုံတွေကိုရေးဆွဲထားပြီးလိုင်မျက်နှာကျမ်းမှာကြာဝင့်တွေကိုအထပ်လိုက်ရေးဆွဲထားပါသေးတယ်။နေရအောက်ခြေတွေမှာဆွေတော့မဟာစနကသူဝနတာမှာဝေတန်နေရနေမိနဲ့တေမိယဆက်တော်တွေပြင်ငရဲကန်းပုံတွေကိုပါပြပြပြင်းပြင်းရေးဆွဲထားတာပါ အန်အိုစီယာကောင်းတာကလှိုင်းရှေးပန်းမုံနေရံမှာဘယင်းနဲ့မိဖုရားတွေလှေဖောင်နဲ့ရေချောင်းခီးထွက်တော်မူတွေပုံတွေကိုတီဆိုကခုံနေတဲ့ပုံတွေပါထဲသွင်းရေးဆွဲထားတာဖြစ်ပါတယ်။တချို့ကတော့အလောင်းစီသူမင်းရဲ့ခီးလို့ယူဆပြီးတချို့ကတော့မဟောတတာဇတ်တော်တွေကဝိတိဟရစ်မင်းကြီးရဲ့ခြေတက်ခန်းလို့ယူဆကြပါတယ်။ဖောင်ချီတိုင်းစေဒီမှာဆိုရင်လေကောဒလာဘယံလက်ထဲမှာ၄တောင်ပုံကြေးမုံမှန်ကိုကင်ပြီးတော့သပင်ပြုပြင်နေပုံတွေကိုထူးခြားစွာရေးဆွဲထားပါတယ်။ ဒါအပြင်မြေချေတုံးပိုက်ကဈေးရီ73စုမှာပါညောင်ရက်ခေနယံဈေးပချီတွေရှိနေတဲ့အတွက်မြေချေမျိုးဟာဆွေးနောင်းနှစ်ပေါင်းများစွာမြမဗုဒ္ဓဘာသာနဲ့ယဉ်ကျေးမှုတွေအတွက်အလွန်အရေးပါခဲ့တဲ့ဆိုရာတွေကိုပြသလိုနေပါတယ်။ဒါအပြင်မှာတလုံးမုံမြတ်တဲ့မြို့သားမြေနေရာမှာအနှွေထားမင်းကြီးဟာမြေချေနဲ့အောင်သားမြေမှာတောင်းချမ်းနေတဲ့ကျွေးရိုင်းတွေကိုနှိမ်နှင်းဖို့လာရင်းနဲ့အနေအဆရောက်ခဲ့တယ်လို့တော့မြမရာဇဝင်ကျမ်းတွေမှာရေးသားခဲ့ကြတယ်လို့သိရပါတယ်။ ဒါကြောင့်တမားရဲ့အထင်ကရရှိတဲ့ရှင်ဘရင်ကြီးတွေခြေချတော်မူခဲ့ရဖြစ်တဲ့မြို့တော်ကြီးဖြစ်တဲ့မြစ်ချေမြို့အကြောင်းလေးတွေကိုလူတိုင်းသိသွားကြအောင်လို့ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ကြပါအောင်နော်။နောက်တစ်ခါတွေ့ရဲ့ရွှေဘို channel မှာပြန်လည်ဆုံတွေ့ကြပါရစေ။